အားသောဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမေလ31ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်သတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကိုထုတ်ဘောဘော show youtube channel လက်စစ်ဘောဘောပိတ်နဲ့ golden ganda brother ပိတ်ကကြီးစုတဲ့ညီကောင်များလုံးပဲမင်္ဂလာပါခင်ဗျာဖလန်ဒန် forever whatever ကယ်ပနောင်းသတင်းပုဒ်ကတော့ပလတီကိုရဲ့သတင်းထောက်ဖလိုရီယန်ပလန်တန်ဘတ်ဖော်ပြထားတဲ့ဘက်ဂျမစ်ဆက်စကိုသတင်းမှာကျွန်တော်ဒီမနက်ခင်းလေးကိုစောက်ဖွင့်လိုက်အောင်သတင်းကတော်တော်လေးမှိုက်တယ်သတင်းအသွားအလာရဆိုလဲအာဆီနယ်ဖန်တွေအတွက်ဆိုရင်တော့ပျော်စရာသတင်းပဲဒါပေမဲ့ဒီသတင်းမျိုးကိုရိုမာနိုတို့အွန်စတိန်တို့တင်လိုက်လို့ရှိရင်လုံးဝစသိမ့်ပဲဒါပေမဲ့ဒီသတင်းထောက်ကကြတော့ကျွန်တော်တို့တဒန်းနေတယ်လို့ပြောလို့ရတယ်မှန်တဲ့အခိုင်လည်းရှိတယ်မှားတဲ့အခိုင်လည်းရှိတယ်ဂျာမနီဘက်ကသတင်းတွေကိုအဓိကတင်သတင်းတော့ဗောလေဖလိုရီယန်ပလန်တန်ဘက်ကဖော်ပြထားကြရဆိုရင်တော့အာဆီနယ်တို့က RP Leipzig အသင်းရဲ့တိုက်စစ်ကစားမဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီးလက်ရှိအချိန်မှာ installment payment လို့ခေါ်တဲ့အသင်းငွေပေးချေမှုပုံစံနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေလုပ်နေတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းကဆွေးနွေးမှုတချို့ကလုံထားခဲ့ပြီးတော့ဒီလန်ဒန်မှာဆိုလို့ရှိရင်အဲ့ RP Leipzig ရဲ့အမှုဆောင်ရာရှိသူတို့ဘက်မှာဆိုတာ CEO လို့ခေါ်တာပေါ့လေ။ Marcel Schäfer နဲ့ အာဆီနယ်အာဇာဒရိုက်တာအန်ဒရီဘာတာတို့ကြားထဲမှာတွေ့ဆုံမှုတချို့ရှိခဲ့တယ်။လောလောဆယ်လည်းတော်တော်လေးကိုမှခီးရောက်နေပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအသင်းနှစ်သင်းညာဆွေးနွေးမှုသည်ငွေပေးချေမှုပုံစံအဆင့်ထိရှိနေပြီဆိုပြီးဖော်ပြသွားတယ်။အဲ့တော့ဒီသတင်းထောက်နဲ့ပတ်သက်ပြီးကျွန်တော်တို့ခုပြောချင်တာကဒီသတင်းဒီအတွင်းပိုင်းသတင်းလည်းဖြစ်တယ်။သတင်းထောက်ကလည်းတဒန်းနိုင်တာဖြစ်တဲ့အတွက်ကျောင်းကြီးကိုပြောရင်ပြောလို့ရတယ်ဒါပေမဲ့တရက်သေးကြီးမနှက်ဖန်ရောက်တော့မဲ့တပတ်ခါရောက်တော့မဲ့ဆိုပုံစံမျိုးတော့မှတ်မှတ်ထားသင့်တယ်ဘာလို့ဆိုတော့ on stain တို့ romano တို့စီကတက်ပြီဆိုတော့မှ ဇက်သိမ်းပါအဲ့တော့ဒီသတင်းအသွားလာရဆိုရင်တော့တော်တော်လေးတော့အဆင်ပြေနေပြီတခုရှိတာလေကျွန်တော်ကဒီလိုသတင်းမျိုးကိုဘာကြောင့်တင်ပေးလဲဆိုတော့ဟိုကြံခဲ့တဲ့တရက်လောက်ကရိုမာတို့ကိုယ်တိုင်ကလည်းအာဆင်နယ်သင်းနဲ့ဒီလစ်ဗစ်ဂျားထဲမှာဆွေးနွေးမှုတွေစတင်လုပ်နေပြီဆိုတော့အနေအထားကြောင့်ဒါကဖြစ်လာနိုင်ရှိတယ်ပေးမန့်ပုံစံမျိုးပဲ အခုဒီသတင်းမှာကျွန်တော်တွေးမိတာလေအာဆင်နယ်တို့ကစာချုပ်ဖြစ်တင်ကြီးယူအန်း80ဘာညာသဘောတူပြီဆိုတဲ့ဟာမျိုးကျွန်တော်မတွေးသေးဘူးဒါပေမဲ့အဲ့စာချုပ်ဖြစ်တင်ကြီးယူအန်း80အထက်ကတော့သွားမှာပဲဒါယူအဖြစ်ဆိုရင်ပေါ့လေအဲ့တော့သူတို့တကယ်ညှိနေတာကပြောင်းရွှေ့ကြီးဘလောက်ဖြစ်ဖြစ်အာဆင်နယ်ကဂီယူမဆိုင်ဘူးဒါပေမဲ့ဂီယူဆိုင်တာကဘန်နာကြီးနှစ်တစ်နှစ်အတွင်းမှာဒါကိုဘလို့ပြီးချိန်သွားမှာဥပမာပြကျွန်တော်တို့ဆက်စကိုကိုအန်း80နဲ့ခေါ်လိုက်မယ်ပေးမဲ့ကို3နှစ်အတွင်းပေးရမယ်ဆိုရင်ပထမတစ်နှစ်ကိုတန်း30ပေးမယ်နောက်နှစ်နှစ်ကို25တန်းစီခွဲပေးမယ်ဒါမျိုးသွားကျင်တာ အကြိမ်အတန်း80ကို၄နှစ်ဆိုရင်တစ်နှစ်ကိုဘန်နာယီနှစ်တွေမှာတန်း20စီဝင်သွားမယ်။ဒါမျိုး installment payment ပုံစံမျိုး payment structure ကိုအဓိကကုညီညှိညာပေါ့လေ။အဲ့ဆိုဒီစားမနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းသဘောတူတဲ့အဆင့်ရောက်သွားတာမဟုတ်သေးဘူး။ hiwi ကိုဖြစ်သွားတာမဟုတ်သေးဘူး။အဓိကကပြောင်းရွှေ့ခြင်းပမာဏတစ်ခုသဘောတူရင်ငါတို့ဘယ်လိုပေးကြမလဲဆိုတဲ့ပုံစံမျိုးကိုဆွေးနွေးနေကြတာ။ဒါကြောင့်မို့လို့လောလောဆယ်ပျော်ခြင်းတော့ပျော်ထားလို့ရပြီ။အပြောင်းရွှေ့ဖြစ်မြောက်သွားတဲ့အဆင့်တော့မရောက်သေးပါဘူး။ပြီးလို့ရှိရင်လည်းအားလုံး hiwi ကိုဖြစ်သွားရင်တော့မှအသေးစိတ်အချက်အလက်ချို့ကကျွန်တော်အချိန်ယူပြီးညှိရတဲ့ပိုင်းလေးရှိသေးတာကို ဆိုရိုမာလိုတို့ onstein တို့စီမှာတက်လာလို့ရှိရင်တော့တီးတန့်ဘီလိုတပုတ်ကျွန်တော်လုတ်ပေးပါမယ်အဲ့ဆိုတော့မာဆယ်ရှက်ဖာဆိုတော့ဒါလီဗစ်မှာဆိုရင်ဆုံးဖြတ်ပိုင်ခွင့်တွေရှိတဲ့ CEO လို့ပြောလို့ရတယ်သူနဲ့အန်ဒရီဘာဒါနဲ့တွေ့တာဒီနေ့မှာတခုရှင်းပြနေတာလေအန်ဒရီဘာဒါကအရင်တော့ဘီတာယောဂရက်ကိုတအားကြိုက်တာဒါပေမဲ့ဘာကြောင့်ဆက်စကိုဘက်ကိုကြိုက်သွားလဲဆိုတော့အာဒီတာကသူ့ရဲ့အသင်းမှာ ဘက်ဂျမင်ဆက်စကိုကဘလောက်ထိလှုပ်ခွင့်ရမလဲဒီကစားမသာရောက်လာရင်အသင်းရဲ့ forward zone ကဘလောက်ထိတိုးတက်သွားမလဲဆိုတာကိုအန်ဒရီဘာတာကိုရှင်းပြလိုက်တဲ့အခါမှာတော့ယောဂရက်ထဆိုင်ဆက်စကိုကအသင်းနဲ့ပုံပြီးတင့်တော်တယ်ဆိုပြီးတော့ဘာတာကိုယ်တိုင်ကလည်းယုံကြည်သွားခဲ့လို့သတင်းရင်းမြစ်တချို့ကတော့ဖော်ပြထားတယ်အဲဆိုတော့22နှစ်ရဲ့ Slovenia သားတော့လက်ရှိဒီနွေဈေးကွက်ကအာဆင်နယ်ကိုခုံမဲ့တဦးတည်းသောထိတ်တန့်နံပါတ်1ပြင်မဲ့တိုက်စစ်မှုဖြစ်တော့ရှိလာနေပါတယ်သူ့အတွက်တော့ Euro 80အထက်ကတော့3ရောက်ဖို့ရှိတယ်အဲဆိုတော့ဒီရသည့်55ပွဲမှာ22ဂိုးသွင်းပြီးတော့6လုံးဖန်တီ ထားတဲ့ဒီ22နှစ်သားတော့ဒီ31နှစ်ဆိုရင်ဒီဘေးက22နှစ်ပြည့်ပါပြီ။အဲ့ဆိုကျွန်တော်တို့အာဆင်နယ်သင်းစီလည်းရောက်ဟိုင်ဘယ်ရီလည်းဖြစ်ဆိုတာမျိုးဖြစ်မလားစောင့်ကြည့်သွားပါဘောလေ။ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ဒါသတင်းတောက်ချားလ်ဝက်စ်ကဖော်ပြထားပါဘောလေ။ဒါကတော့နီကိုဝီလန်နဲ့ပတ်သက်တဲ့သတင်းပါ။စပိန်လာလီဂါကလပ်အက်သလက်တစ်ဘီဘာဝိုအသင်းရဲ့တိုက်စစ်တောင်ပံကစားသမားနီကိုဝီလန်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကနံပါတ်1တိုက်စစ်တောင်ပံပြစ်မှတ်ဖြစ်သတ်မှတ်ထားပါတယ်။တိုက်စစ်မှုတွေတိုက်စစ်တောင်ပံနဲ့ပတ်သက်ရင်နံပါတ်1 အလိုချင်ဆုံးပလေယာတွေကိုပဲအိုက်တာတောင်းဆိုထားပြီးတော့အန်ဒရီဘာတာကလည်းလိုက်လံညှိနှိုင်းမှုတွေလုပ်နေတယ်။အကယ်၍များချွတ်ချော်ပြီးတော့ညှိနှိုင်းလို့မရခဲ့ရင်တော့ပလန်ဘီကစားသမားတွေကိုလည်းအန်ဒရီဘာတာအသင့်ပြင်ထားတယ်ဆိုပြီးတော့သတင်းထောက်ချားဝက်စ်ကဖော်ပြထားတယ်။အဲ့တော့နီကိုဝီနဲ့ပတ်သက်ပြီးတော့အာထက်နေပြီ။တော်တော်မဖော်ပြခြင်းပဲလေ။ချားဝက်စ်ကတော့သိရတိုင်းပဲအာဆီနယ်သတင်းနဲ့ပတ်သက်ရင်တော်တော်လေးကိုမှစိတ်ချတဲ့သတင်းထောက်တွေမှာပါလာဖြစ်တဲ့အတွက်အာဆီနယ်ရဲ့နံပါတ်1တိုက်စစ်တောင်းပန်ပြစ်မှတ်ထဲမှာနီကိုဝီလန်ကရှိနေတော့မယ်။သူနဲ့အဆင်မပြေတော့မှပဲအခြားပြစ်မှတ်တွေကိုဆွေးနွေးမယ်လို့ကြားသိရတယ်။ပထမရူရီကို နဲ့ပတ်သက်ပြီးတော်တော်လေးတော့ဆွေးနွေးလိုက်ကြသည်ဒါပေမဲ့လာစာကိစ္စတွေအခွန်ဆောင်ပြီးသားရောက်လာရင်အသက်တင်ရမယ့်ကိစ္စတွေအာဆင်နယ်ပြီးချရမယ့် test တွေနဲ့ပတ်သက်ပြီးသဘောတူညီမှုမရတာဖြစ်တဲ့အတွက်ရိုဒီကိုနဲ့အာဆင်တရားလုံးဝပျောက်သွားခဲ့တယ်အခုတော့နီကိုဝီလန်ကိုပဲဦးစားပေးဆွေးနွေးမယ်ဒါပြီးရင်တော့သူတို့ရဲ့ plan B ကစားသမားတွေဖြစ်တဲ့ဂျာမီကစ်တင်း ရာဖေးလီရိုလိုကစားသမားကြီးတော့ဈေးကွက်ထဲမှာရှိတယ်။အမ်ဘူမိုအပါဝင်ပေါ့လေ။အဲဆိုစာချုပ်ဖြတ်သိမ်းရေးပေါင်တန်း90ရာပြဿနာမှုမြဲနီကိုဝီလန်အာဆင်နယ်ကြားမှာအတိကဆွေးနွေးနေရတဲ့အရာဒီလောက်ခလာစာဖြစ်တယ်ဆိုပြီးတော့သတင်းတောက်ချာဝက်စ်ကဖော်ပြသွားပါတယ်။22နှစ်ရဲ့စပိန်သားတော့2029ခုနှစ်ထိပဲတက်တန်းရှိရတာဖြစ်တဲ့အတွက်ဒီရာတီနဲ့လာမယ့်ရာတီအတွင်းမရောက်နိုင်တော့ဘီဘာအိုတို့ကလွတ်နဲ့လက်လွတ်ရဖို့ရှိတယ်။ တချို့ report တွေရဆိုရင်ဘီဘာအိုကဒီကစားမောက်ကိုတက်တန်းတိုးကျင်နေတယ်စာချုပ်ဖြစ်တဲ့ကြီးတဲ့ထပ်ပြီးမြင့်ကျင်နေတော့ပေါ့လေအာဆင်နီကဒီကစားမောက်အလိုရှိလို့ဒီကစားမောက်လည်းလောက်ခရစားသူ့လိုချင်တဲ့ပမာဏပေးနိုင်တဲ့အသင်းကိုပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်ထားတယ်ချယ်ဆီရောအာဆင်နီရောအပြိုင်လိုက်နေမယ်လက်ရှိအချိန်ကြီးတော့ဒီလန်ဒန်ကလပ်နှစ်သင်းစလုံးကဒီကစားမောက်တောင်းဆိုထားတဲ့ပေါင်2သိန်းခွဲကျော်ကျော်လောက်ခရစားကိုပေးချဖို့အတွက်တွန့်နေပဲပဲကြာတိရပါတယ်အဲဆိုတော့ဒီရာသီ45ဘက်မှာ35ဘက်ပွဲထက်ထားတယ်79သိန်းပြီးတော့ခုနှစ်လုံးဖိုင်ထားတယ်မနစ်ကတော့38ဘက်က စားထားတယ်။အဲ့မှာ၈ကိုးသွင်းပြီးတော့16လုံးဖိုင်းထားတယ်။နီကိုဝီလျံက quality ရှိတဲ့ player ပါ။စပိန်သားလည်းဖြစ်တယ်။ပြီးတော့စပိန် player တွေကခင်တွယ်တတ်တဲ့ပို့ပြီးတော့လည်းခေါ်ကျင်တဲ့ idea ရဲ့ number 1တက်စစ်တောင်ပန်ဖြစ်ရှိနေသေးပဲဖြစ်တဲ့အတွက် number 1 player တွေကိုရအောင်ဦးစားပေးခေါ်နေခဲ့တဲ့ Andre Barta ဒီကစားမောက်လည်း London Classic ရအောင်ခေါ်နိုင်မလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါ။ တတိယမြောက်သတင်းတပုတ်ကတော့ Grammy Vine လေးဖော်ပြထားပါလို့သူကတော့ TVR ဖော်ပေါ်ရဲ့သတင်းထောက်အဲ့ဒါကတော့ Milewis Kelly နဲ့ပတ်သက်ပြီးတော့ Arsenal ရဲ့စာချုပ်သစ်ဆွေးနွေးမှုတွေကအဆင်ပြေပြီးတိုးတက်မှုတွေရှိနေတယ်။ဇာမားနဲ့ပတ်သက်ပြီးတော့ Arsenal သင်းကမြန်မာတဲ့လုခလာဆန်နဲ့စာချုပ်သစ်ကိုကန့်လန့်ပွဲရှိနေပါတယ်။ပြီးတော့ဒီစာချုပ်သစ်ကိုလည်းယာတီကျိုးပြိုင်ပွဲတွေမတိုင်မှာ Arsenal ကချုပ်ဆိုနိုင်ဖို့အတွက်အပီးစီးလှုပ်သွားနေကြရှိတယ်။စာချုပ်သစ်မှာ ဟိုဆွေးနွေးမှုတွေကလည်းတိုးတက်ကောင်းမွန်နေပြီးတော့လူဝစ်စကယ်လီကလည်းအာဆင်နယ်တင်မှာပျော်ရွှင်နေဆိုပြီးတော့ဖော်ပြသွားပါတယ်။ Transfer Market မှာ EUR 28တန်းတောင်တန်ကြီးရှိသွားပြီ။ဒီစားမလေးလေဒီရသည်မှာအာဆင်နယ်မှာပုံမှန်ပွဲထွက်ခွင့်တနေရာရနေပြီးတော့ခြေစွမ်းတက်လာတဲ့အတူတော်တော်လေးကိုမှဈေးကွက်တန်ကြီးပါထိုးတက်သွားတာ။ သူ့ရဲ့စာချုပ်ကတော့ဂျွန်30 2025နောင်လာလကုန်ဆိုရင်ကုန်ပြီလက်ရှိအချိန်ထိတော့စာချုပ်တင်တဲ့မိမဆက်နိုင်သေးဘူးဒါပေမဲ့အီတန်ဝမ်နဲ့လူးဝစ်ကယ်လီနှစ်ယောက်စလုံးကတော့အာဆင်နယ်မှာဆက်ပြီးနေမှာတချို့ report တွေကျွန်တော်ကြားပါတယ်အီတန်ဝမ်တွေကဟိုသူ့ရဲ့ပွဲကစားဝင်တဲ့ပတ်သက်ပြီးစိုးရိမ်တာဖြစ်တဲ့အတွက်အသင်းကနေစာချုပ်တင်ကိစ္စမှာကြန့်ကြာနေလို့ပြောတယ်ဒါပေမဲ့ကျွန်တော်မစိုးရိမ်ဘူးဝမ်နဒီတို့လူးဝစ်ကယ်လီတို့ကအသင်းမှာဆက်ပြီးရှိမှာဘာကြောင့်လဲဆိုတော့ဒီကစားသမားတွေရဲ့ဒီ family တစ်ခုလုံးပုံစံမျိုးသူတို့မိသားစုဝင်တွေကအစား အာဆင်နယ်ဖန်တွေပုံစံမျိုးဖြစ်နေကြတာဖြစ်တဲ့အတွက်သူတို့ကတော့စပီးရှိမှာပါ။ ။ဒါတခုတော့ရှိရပါလေ။ဒီကစားမိုက်နဲ့ပတ်သက်ပြီးအာဆီယံကဘယ်နှစ်တရဝင်လက်မှတ်ထိုးပွဲကျင်းပပြီးတော့မိတ်ဆက်ပေးမယ်ဆိုတာပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားမယ်။လူဝစ်ကယ်လီကတော့တပတ်ကိုပေါင်4000ရနေတယ်။အီတန်ဝန်ကြီးကတပတ်ကိုပေါင်6000လို့ကြားသိရတယ်ပေါ့လေ။16နှစ်ရွယ်လူဝစ်ကယ်လီကတော့ဒါဒီဂျွန်30ဆိုရင်တော့စကြုပ်သက်တမ်းကုန်ဆုံးမှာပါ။ဒီယာတီပြိုင်ပွဲစုံပွဲပေါင်း40ကစားထားတယ်။တကိုးသွင်းတကိုးဖိုင်ထားတယ်။ခက်ခဲကြမ်းတမ်းပါဆိုတဲ့ပရီးမီးယားလိမှာစီနီယာကစားသမားဖြစ်အာဆီယံအသင်းအတွက်23ပွဲကစားထားတယ်။အဲ့23မှာ15ပွဲကပွဲ ွက်ထွက်ထားတယ်တကူသွင်းထားတယ်ပရီးမီးယားလိမှာသူသွင်းထားတဲ့တကူကလည်းမန်ချက်စတာစီးတီးလိုမျိုးတိုက်တဲ့ challenge အသင်းတစ်သင်းကိုသွင်းထားခဲ့တဲ့ဂုံမျိုးအဲ့တော့လူးဝစ်ကယ်လီကတော့အာဆင်နယ်တင်းမှာနှစ်ရှည်ကွန်ထရက်ဖြစ်မယ်လောက်ခလာသာမြန်မာဆိုတာရရှိမယ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့စာချုပ်တစ်ကိုယာတိချုပ်ပွဲစဉ်တွေမှာတိုင်းမှာမိတ်ဆက်သွားဖွယ်ရှိနေပါတယ်ဒီစီဇန်လေးကိုဒီကဝကြီးပုံပြီးတဲ့ရှူဘောလုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3939ကို6936ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝါရောက်နိုင်ပါတယ်ဘောလုံးပွဲတွေကိုဆော့မယ်ဆိုရင်တော့ တက်နိုင်တဲ့ပမာဏနဲ့ပဲစော်ပါအကေအေးစော့ကျင်နေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်အာမခံထားတဲ့ရှူဘောလုံးမှလာပြီးကြွားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ support အိတ်တန်းစုံမှစော့လို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်တို့အာဆင်နယ်တင်းနဲ့တော်တော်လေးဟိုမှာတည်င်းထွက်နေပြီးတော့နေရောက်မလားညောင်မလားဖြစ်နေခဲ့တဲ့ Benjamin Sesko နဲ့သူ့ရဲ့ဥရောပထိတက်လိကြီး၅ခုကအသေးနဲ့တွေ့ဆုံတဲ့အခါမှာတွင်ထားတဲ့ pit map ပွဲစဉ်ကဂိုးရင်းနဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့ပါဂျူပင်တက်ဂျူပင်တက်နဲ့တွေ့ဆုံတဲ့အခါမှာ Benjamin Sesko သည်နှစ်ဂိုးတွင်ထားတယ် ဒါကပြိုင်ပွဲရဲ့မှာပေါ့လေအခုဒီယာတီမာဆိုသူချန်ပီယံလိမှာဂျူဝင်နက်နဲ့တွေ့ခဲ့သေးတယ်နောက်တင်းသင်းကပြည်ရင်းကလပ်ဘိုင်ယန်မြူနစ်နဲ့တွေ့တဲ့ခါမှာ၃ဂိုးသွင်းထားတယ်ဒါတော့ပြည်ရင်းလိရပေါ့လေနာပိုလီနဲ့တွေ့တဲ့ခါမှာတော့၄ဂိုးသွင်းထားတယ်ဒေါ်မွန်နဲ့တွေ့တဲ့ခါမှာ၃ဂိုးနောက်ပြီးတော့ပြပါကလပ်တွေဖြစ်တဲ့ဒီအတလက်တီကိုမက်ဒရစ်နဲ့တွေ့တဲ့ခါမှာတကိုးသွင်းထားတယ်။နာပိုလီကလည်းပြပါကလပ်ပါပဲ။အဲဒါဆိုသူ့အနေနဲ့ဒီအသင်းကြီးနဲ့တွေ့ဆုံတဲ့ခါမှာတီကိုကလွင်ကျန်တဲ့အသင်းတွေကိုနှစ်ကိုးအထက်တည်းပဲသွင်းထားနိုင်ခဲ့တာကိုတွေ့ရတယ်။အဲဒါဆိုတော့ ဒီကစားသမားကအလကားကောင်းညံမှုဆိုတဲ့အချက်လက်တွေကပြတယ်ဘစ်မက်ပလေယာလည်းဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့လေချန်ပီယံလိမှာလည်းသွင်းနိုင်တယ်အဲတခုရှိတာကလေဟိုယောဂရက်နဲ့ဆက်စကိုနဲ့ဆိုရင်ကျွန်တော်တို့ကယောဂရက်ကိုပိုးကြိုက်ကြတယ်သွင်းကိုတွေကလည်းသူဝင်ကစားတဲ့ပွက်ထက်အများကြီးများတော့ဒါမှမဟုတ်တခုရှိတာကဥရောပထိပ်တန်းလိဂ်၅ခုမှာဂျာမန်ဘွန်ဒလီကာကလပ်ကပါတယ်ဒါမှမဟုတ်ပေါ်တူဂီလီကတော့မပါဘူးပေါ့လေလီကတော့တဆင့်နေတယ်အဲ့ဒါဆိုတော့ဂျာမန်ဘွန်ဒလီကာကလပ်အပီလစ်စစ်တဲ့မှာကစားနေပြီးတော့ သွင်းကိုဖန်တီးမှုစုစုပေါင်းပေါ့လေဒီရာဒီမှာသူ့အနေနဲ့28လုံးလုံထားနိုင်ခဲ့တယ်တကယ်ထိတ်တန့်လိကြီးတခုမှလည်းဖြစ်တာဖြစ်တဲ့အတွက်အဲအကြောင်းမို့လဲအာရီတာကအသက်အရွယ်ရလဲငယ်တယ်ဥရောပထိတ်တန့်လိကြီး၅ခုမှလည်းလက်ရှိစော့နေတယ် ပြီးတော့အမြင်ပေါ်လဲအားသက်ချက်ရှိပြီးတော့ပြောင်းရွှေ့ကြေးအရာလေ installment payment ကိုကောင်းကောင်းလေးညှိလို့ရမယ်အနေထားအရာဒီကစားမဟုတ်ရွေးဝါထင်တယ်တချို့ report တွေအရဆိုရင် bitter yogurt ကပြောင်းရွှေ့ကြေးအရာတက်တာတာမှန်ပေမဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ agent ကြီးတွေလောက်ခရစားပေါင်နှစ်သိန်းခွဲအထက်တွေကိုကြားသိနေရတာဖြစ်တဲ့အတွက်တေချာစဉ်းစားမယ်ဆို subscribe နဲ့မတင်းမင်းပဲလို့ကြားသိရတယ်အားကြောင့်မလို့ entry partner နဲ့ idea တို့ကတော့အသင်းရဲ့ number 1တိုက်စစ်ပြစ်မှတ်အဖြစ် benjamin subscribe ရွေးချယ်သွားလို့ထင်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ